င်္ဂလာပါခင်ဗျာရန်ကုန်ခေတ္တကနေဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းပတ်ဝင်အွန်လိုင်းကဒေယုသမရရှီကျင့်ပင်ကိုလက်ဆောင်ပေးဖို့အတွက်ဆိုပြီးမြန်မာနိုင်ငံမှာပြစ်ဒဏ်ကြခံထားရတဲ့တရုတ်နိုင်ငံသားတချို့ကိုလွတ်ငင်းခွင့်ပေးပြီးတော့သူနဲ့အတူလေရင်နဲ့တရုတ်နိုင်ငံကိုတပါးနဲ့တင်ခေါ်သွားမှာဖြစ်တယ်လို့ဆိုပါတယ် မကွေးတိုင်း6မြို့နယ်မှာလာမယ့်စက်တင်ဘာလမှာစမယ့်စစ်မှုထမ်းအပတ်စဉ်18ရက်အတွက်စစ်မှုထမ်းအင်အားလုံးလုံးလောက်လောက်မရလို့ဆိုပြီးအချက်ဖက်စစ်ကောင်စီရဲ့6မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တက်ဘုံမူးတင်ထွန်းဦးဆိုသူကလူငယ်ပန်လမြကိုနေအိမ်တွေပေါ်အထိတပ်ဖန်းခိုင်းနေတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ဖက်မဲအွန်လိုင်းကဒေယုသမရရှိချင်းဘင်ကိုလက်ဆောင်ပေးဖို့အတွက်ဆိုပြီး မြန်မာနိုင်ငံမှာပြစ်ဒဏ်ကြခံထားရတဲ့တရုတ်နိုင်ငံသားတချို့ကိုလွတ်ငင်းခွင့်ပေးပြီးတော့သူနဲ့အတူလေရင်နဲ့တရုတ်နိုင်ငံကိုတပါးနဲ့တင်ခေါ်သွားမှာဖြစ်တယ်လို့နေပြည်တော်စစ်တပ်တရင်ရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဒီကနေ့ဩဂုတ်30ရက်နေ့ကနေစက်တင်ဘာလ6ရက်နေ့အထိတရုတ်နိုင်ငံကိုသွားမယ်အကြမ်းဖက်မင်းအောင်လှိုင်ကတရုတ်သမ္မတရှီကျင်းပင်ကိုလက်ဆောင်ပေးဖို့အတွက်ဆိုပြီးမြန်မာနိုင်ငံမှာပြစ်ဒဏ်ကြခံထားရတဲ့တရုတ်နိုင်ငံသားတချို့ကိုလွတ်ငင်းခွင့်ပေးလိုက်ရုံနဲ့မကသူနဲ့အတူ လင်းနဲ့ပါအဲ့ဒီသူတွေကိုတခါတည်းခေါ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်အဓိကကတော့ဒီဥနိုင်ငံရောက်တဲ့အချိန်အချက်ဖက်မဲအောင်လိုက်အနေနဲ့ဒီဥသမရရှိချင်းဘင်းရဲ့အလေးထားမှုတစုံတရာရအောင်အခုလိုမြန်မာနိုင်ငံမှာအချင်းချခံထားရတဲ့တရုတ်နိုင်ငံသားတွေကိုသူတို့ပါဇက်ထဲမှာရှိတဲ့ဥပဒေတွေအတိုင်းလှုပ်ချင်တိုင်းလှုပ်ပြီးအတုံးချနေတာတာဖြစ်တယ်လို့အဲ့ဒီလိုမဲအောင်လိုက်ကိုတိုင်းလေရင်နဲ့တစည်းတဲ့ခေါ်သွားမဲ့တရုတ်အချင်းသားတွေကိုလက်ဆောင်အဖြစ် တမရရှိချင်းပင်နဲ့တရုတ်အစိုးရစီကိုလွှဲပြောင်းပေးမှာဖြစ်တယ်လို့လည်းနေပြီးတော့စစ်တပ်တရင်အရင်မြစ်ကပြောထားပါတယ်။အဲ့ဒီလိုတရုတ်နိုင်ငံသားအကျဉ်းသားတွေကိုအချက်ဖတ်မင်းအောင်လိုင်းကသူနဲ့အတူတဘာတဲ့ခေါ်သွားမဲ့ကိစ္စကိုလည်းအထူးလျှို့ဝှက်အဖြစ်သတ်မှတ်ဆောင်ရွက်ခိုင်းခဲ့တယ်လို့လည်းဆိုပါတယ်။အဲ့ဒီတရုတ်ခီးစဉ်ကိုတော့အချက်ဖတ်မင်းအောင်လိုင်းကသူနဲ့သူ့မိသားစုစီးဖို့ပြည်သူဗန္ဒာတွေနဲ့ဝယ်ယူထားတဲ့ MAI Airbus အထူးလေယာဉ်နဲ့ပဲထွက်ခွာမှာဖြစ်ပြီးစက်တင်ဘာလ6ရက်နေ့မှာနေပြည်တော်ကိုပြန်လည်ရောက်ရှိမှာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျ။ ဖက်မှာတော့မကွေးတိုင်း6မြို့နယ်မှာလာမယ့်စက်တင်ဘာလမှာစမယ့်စစ်မှုထမ်းအပတ်စဉ်18ရက်အတွက်စစ်မှုထမ်းအင်အားလုံးလုံးလောက်လောက်မရလို့ဆိုပြီးအကြံဖက်စစ်ကောင်စီရဲ့6မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်1ဗိုလ်မှူးတင်ထွန်းဦးဆိုသူကလူငယ်မှန်သမျှကိုနေအိမ်တွေပေါ်အထိတပ်ဖန်းခိုင်းနေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဒါကတော့ဩဂုတ်လ20ရက်နေ့ကစပြီးအကြံဖက်စစ်ကောင်စီရဲ့6မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်1ဗိုလ်မှူးတင်ထွန်းဦးဆိုသူက အဲဒီမျိုးနဲ့မှာရှိတဲ့စစ်တပ်ရဲနဲ့ပြူစောထီတွေကိုစိတ်ခိုင်းနေတာဖြစ်တယ်လို့လည်းဆိုပါတယ်အဓိကကတော့အခုလာမဲ့စက်တင်ဘာလမှာဖွင့်မဲ့သူတို့ရဲ့စစ်မှုထမ်းအပတ်စဉ်၁၉နှစ်အတွက်တသားအစ်စ်တွေလုံလုံလောက်လောက်မရလို့ဆိုပြီးအဲဒီ၆မျိုးနဲ့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဘုံမှုတင်ထုံးဦးဆိုသူကလူငယ်တွေကိုမရရင်ရတဲ့နီးနဲ့ဖမ်းဆီးဖို့အမိန့်ပေးထားတယ်လို့နောက်ဆုံးမရရင်လူငယ်မှန်သမျှအိမ်တွေပေါ်အထိတပ်ဖမ်းခိုင်းနေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်လက်ရှိ၆မျိုးပေါ်မှာဆိုရင် အဲ့ဒီဘုံမှုတင်ထုံးဦးဆိုသူရဲ့အမိန့်ကြောင့်ပဲစစ်တပ်နဲ့ပြူစောထီတွေကပါအိမ်စီးကားတွေနဲ့မြို့ပေါ်မှာပတ်ပြီးမနက်ပိုင်းမှာတော့စိုင်းတွေအတွက်လူငယ်တွေကိုဝင်ရောက်ဖမ်းဆီးတာတွေလှုပ်လာကြတယ်လို့တချို့လူငယ်တွေကိုဆိုအိမ်ထဲမှာနေနေတာတောင်စစ်မှုထမ်းရမယ်ဆိုပြီးဖမ်းဆီးခံရတာမျိုးတွေအထိဖြစ်လာတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်တချို့လူငယ်တွေကတော့ပတ်စံနဲ့ပြန်ရွေးလို့ရခဲ့ပေမဲ့တော်တော်များများလူငယ်တွေကတော့ပြန်ရွေးလို့မရပဲတသားတစ်အဖြစ်စူးစောင်းခံရတဲ့အခြေအနေတွေဖြစ်နေတယ်လို့ ဒေသခံပြည်သူတို့ကပြောထားပါသေးတယ်။အဲဒီလိုချောင်းမြို့ပေါ်မှာစစ်တပ်ကလူငယ်တွေကိုစစ်မှုထမ်းမှုပေါ်တာဆွဲဖမ်းဆီးမှုတွေကြောင့်တချို့လူငယ်တွေလည်းစားဝတ်နေရေးအတွက်အလုတောင်မသွားရဲတဲ့အခြေအနေဖြစ်နေသလိုစစ်တပ်ကတဖြည်းဖြည်းနဲ့စီးကျော်ပေါင်းကျော်တွေလွတ်လာကြပြီးတချို့လူငယ်တွေကိုဆိုရာဇဝတ်သားတွေလိုလက်ထိတ်ခတ်ပြီးတော့ပါဖမ်းသွားတာတွေအထိလုတ်ချင်တိုင်းကိုလုတ်နေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ တင်းသာရီတိုင်းရေပြူမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အချက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းတွေကနေထွက်ပြေးလာတဲ့စစ်သားတအုပ်နဲ့စစ်မှုရန်တပ်သားတစ်သုံးဦးကိုဒေါ်လိုင်းတပ်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့ PDF အထူးတိုင်းနေပြည်တော်33စစ်စင်ရေမှုရဲဘော်စော်တာကိုကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့အောက်လ25ရက်နေ့နဲ့26ရက်နေ့တွေမှာ ရေပြူမြို့နယ်ကကော်လိုင်းမယန်း6မိုင်း60နဲ့တာယာမွန်ကျေးရွာဘက်တွေမှာစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့တော်လိုင်းပူပေါင်းတပ်တွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကတေတဲ့သူတွေတန်းရန်ရတဲ့သူတွေများပြီးသူတို့စစ်တပ်ဘက်ကတော်တော်ကိုအထိနာနေတဲ့အခြေအဲ့ဒီစစ်တပ်စစ်ကြောင်းတဲကထွက်ပြေးလာတဲ့စစ်သားတအုပ်နဲ့စစ်မှုထမ်းတပ်သားတပ်အုပ်ကိုရှေ့တက်စစ်မြေပြင်တနေရာမှာပဲတော်လိုင်းတပ်တွေကအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုပါတယ်။အဲ့ဒီလို့ ဖန်စီရမိထားတဲ့စစ်မှုရတသက်3ဦးဟာစစ်မှုရအပတ်စဉ်၈ကနန်ကိုကိုနိုင်လင်းအောင်နဲ့ချစ်စမ်းမောင်ဆိုသူတို့ဖြစ်သူတို့နောက်ထပ်စစ်သား2ဦးကတော့ခမရ405တက်ရင်ရဲ့တသားဇေယဝင်းဆိုသူတို့ဖြစ်တယ်လို့ပြည်ထက်အထူးတိုင်းနီးပြော33စစ်စင်ရေးမှုရဲဘော်စော်တာကိုကပြောထားပါတယ်အဲ့ဒီရေဖြူမြို့နယ်မှာအထင်နာနေတဲ့အကြဖက်စစ်ကောင်စီတပ်စစ်ကြောင်းကနေနောက်ထပ်ထွက်ပြေးသွားတဲ့တခြားစစ်သားတွေလည်းရှိပြီးတချို့ကိုစစ်တပ်ကပဲပြန်လည်ဖမ်းဆီးရမိသွားသလို တချို့ကတော့တော်တယ်မှာပဲပတ်ပြင်းနေကြပြီလက်ရှိတော်လိုင်းတက်တွေဖမ်းမိထားတဲ့စစ်သားနဲ့စစ်မှုထမ်းတပ်သားတက်သုံးဦးကိုအယုံကြီးကချမှတ်ထားတဲ့စစ်တုံးမှန်ဥပဒေနဲ့အညီထိမ့်သိမ်းထားပါတယ်လို့လဲ PDF အထူးတိုင်းနှီးပြွာ33စစ်စီရင်မှုရဲဘော်စော်ဒါကိုကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့မွန်ပြည်နယ်ရင်းမြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့ခမ္ဘာရ9ကိုတက်ရင်ကနေကင်းလဲဖို့ထွက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေကို ရေဘလူးအဖွဲ့ကဂျာပြတ်တက်ခိုက်ချင်းမိုးရမှာစကောင်စီတပ်သား9ဦးကတော့အသေးသေးတိတ်ကုန်ကြပြန်ပြီလို့ရေဘလူးတရင်ရဲ့တာဝန်ရှိသူတို့ကရေကုန်ခစ်တစ်ကိုပြောပါတယ်ဒါကတော့ဩဂုတ်လ28ရက်နေ့ကပဲရေမြုံနယ်ကအချက်ဖတ်စကောင်စီရဲ့ခမရ9တက်ရင်ကနေကင်းလဲဖို့ထွက်လာတဲ့အချက်ဖတ်စကောင်စီတပ်သားတွေကိုရေဘလူးအဖွဲ့ကကြောင်းရွာလမ်းပိုင်းမှာအသင့်ဆောင်ပြီးဂျာပြတ်တက်ခိုက်ချင်းမိုးခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခိုက်မှုအတွေ့စကောင်စီတပ်သား9ဦးကတော့ တီးတီးတိတ်ကုန်ကြပြန်တယ်လို့ဒေတာကန်တွေထပ်ပြီးအတီးပြုချက်အရဆိုရင်တေတဲ့စစ်သားကစုစုပေါင်း9ဦးရှိထားတယ်လို့လည်းတည်ထားရတယ်လို့ရေးမလို့တရင်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်အဲ့ဒီလိုပြစ်ခတ်မှုအပြီးမှာတော့စစ်ကောင်စီရဲ့9ခုတတရင်ကနေလက်နက်ကြီးတွေနဲ့အနီးပတ်ဝန်းကျင်ကိုပြစ်ခတ်တာတွေလည်းလုပ်ခဲ့ပြီးလက်ရှိအခြေအနေအရအဲ့ဒီစစ်တပ်တရင်တွေမှာရှိတဲ့စစ်ကောင်စီတပ်သားတွေဟာသူတို့တရင်ကနေထွက်လာတာနဲ့သူတို့အတွက်စစ်မြေပြင်လို့ဖြစ်နေပြီး ပြည်သူတွေကြားမှာပွာလာဖို့ထွက်လာရင်တော့ဘယ်အချိန်ဘယ်နေရာမှာရှင်းလင်းတုတ်တင်ခံရမလဲဆိုတာကို တွေးကြောက်နေရမယ့်အခြေအနေမျိုးဖြစ်နေတယ်လို့လေဒေတာတွင်းသတင်းအရင်းမြစ်ကပြောထားပါတည်းခင်ဗျာတစ်ဖက်မှာလေစကိုင်းတိုင်းရေဦးမြို့အတွင်းကင်းပတ်ဖို့ထွက်လာတဲ့အကြဖတ်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်တွေကဖျက်အားပြင်းမိုင်းတွေအုံပြုပြီးကြံဖြတ်တိုက်ခိုက်ခဲ့တယ်လို့ရေဦးမြို့နယ်ပကပတာဝန်ခံကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့ဩဂုတ်လ29ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ရေဦးမျိုးရဲ့မြောက်ဘက်ကိုကင်းပတ်ဖို့ထွက်လာတဲ့အချမ်းဖတ်စစ်ကောင်စီတပ်သားတွေကိုတော်လန်ကြီးတပ်တွေကရေဦးမျိုးအဝယ်ဆိုင်ပုတ်အနီးအယောက်မှာအသင့်ထောင်ထားတဲ့ဖြတ်အပြင်းမိုင်းတွေနဲ့ပောက်ခွဲတက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတက်ခတ်မှုအတွေ့စစ်ကောင်စီတပ်သားတွေဟာမြေကြီးပေါ်မှာမှောက်ရကြီးဖြစ်သွားတာတွေနဲ့ကစင်ကလေးထွက်ပြေးကြတာတွေဖြစ်သွားကြပြီးဒီကိတ်သေးဆုံးမှုအခြေအနေကိုဆက်လက်အတီးပြုတ်နေတယ်လို့ရေဦးမျိုးနဲ့ပကပတာဝန်ခံကပြောထားပါတယ်။လက်ရှိစကိုင်းတိုင်းမှာ ဂျပန်စစ်ကောင်စီတပ်တွေဟာမြို့ကြီးတွေပေါ်ကူတာအတိကထိန်းချုပ်နိုင်တော့ပြီးကျန်တဲ့မြို့ပြင်ကနေမီတော်တော်များများကိုတော်လင်ရေးတပ်တွေကပဲစိုးမိုးထိန်းချုပ်ထားသလိုစစ်တပ်ကမြို့ပြင်ထွက်စစ်ကြောင်းထိုးလာရင်လည်းတော်လင်ရေးတပ်တွေရဲ့ဤပေါင်းစုံနဲ့တက်ခိုက်ချေမှုန်မှုတွေကိုသာခံရပြီးသူတို့ထိန်းချုပ်ထားတဲ့မြို့ပေါ်တွေကိုပဲပြန်ပြန်ဆုတ်ပြေးသွားကြတဲ့အခြေအနေတွေဖြစ်နေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျာတစ်ဖက်မှာတော့ ချင်းပြည်နယ်ကမင်းတမျိုးသိန်းတိုက်ပွဲကနေထွက်ပြေးသွားတဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေမြေကြီးထဲဝှက်ထားခဲ့တဲ့လက်နက်တွေကိုပြည်သူတွေကတော်လန်ရေးတပ်တွေစီကိုထပ်မံလာရောက်အနှံခဲ့ပြန်တယ်လို့ CDM မင်းတက်ကထုတ်ပြန်ထားပါတယ်။ဒါကတော့မင်းတမျိုးကိုတော်လန်ရေးတပ်တွေသိမ်းပိုက်ပြီးတဲ့နောက်အဲ့ဒီမျိုးကနေကစင်ကလျားနယ်ထွက်ပြေးသွားကြတဲ့စစ်ကောင်စီတပ်သားတွေဟာမြေကြီးတွေထဲမှာသူတို့ရဲ့လက်နက်တွေကိုဝှက်ထားခဲ့ကြတာတွေရှိခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုစစ်ကောင်စီတပ်သားတွေဝှက်ထားခဲ့တဲ့လက်နက်တွေကို ပြည်သူတွေကမကြကနတွေ့ရှိပြီးတော်လိုင်းတက်တွေစီကိုလာရောက်အနှံ့ငဲ့ကြရမှာအခုတခါမှလည်းအော်ဂိုလာ29ရက်နေ့ဖြစ်တဲ့မနေ့ကတည်းစစ်ကောင်စီတပ်သားတွေဝတ်ထားခဲ့တဲ့တနက်3နက်နဲ့ခဲယမ်းတွေကိုပြည်သူတွေကတွေ့ရှိပြီးတော်လိုင်းတက်တွေစီကိုထပ်မံလာရောက်အနှံ့ငဲ့ကြတယ်လို့ CDM မင်းတက်ကထုတ်ပြန်ထားပါတယ်အဲ့ဒီလိုလက်နက်တွေလာရောက်အနှံ့ပေးတဲ့ပြည်သူတွေကိုလည်း CDM မင်းတက်စစ်ရုံးချုပ်ကနေဂုံပြုစုငွေတွေပါချင်းမြင်ပေးခဲ့တယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့ ရခိုင်ပြည်နယ်မြောက်ဦးမြို့မှာအကြပ်ဖက်စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်တွေပါတေဆုံးဒဏ်ရာရရှိခဲ့မှုကိုကုလသမဂ္ဂယူနီဆက်ကစိုးရင်ပူပန်နေပြန်တယ်လို့ထုတ်ပေါ်ပြောဆိုလာပြန်ပါတယ်။ဒါကတော့ဩဂုတ်လ25ရက်နေ့ကပဲရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်ကရသပြည်သူတွေနေထိုင်ရာနေရာတွေကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားမှုကြောင့်ကလေးငယ်တွေပါတေဆုံးဒဏ်တွေဒဏ်ရာရတာတွေရှိထားမှုအပေါ်ကုလသမဂ္ဂယူနီဆက်ကစိုးရင်ပူပန်နေပါတယ်လို့ထုတ်ပြန်ထားပါတယ်။ မကြသေးမီလတွေအတွင်းရခိုင်ပြည်နယ်မှာပဋိပက္ခတွေပြင်းထန်လာမှုကြောင့်ကလေးသူငယ်တွေပုံမှုထိခိုက်လာတဲ့အကြောင်းနဲ့တိုက်ခိုက်မှုတွေကြောင့်ရက်သားတွေဟာကြောက်ရွံ့မှုနေရာရွှေ့ပြောင်းမှုနဲ့ဒုက္ခတွေဆက်လက်ဖြစ်ပေါ်နေပြီးကလေးငယ်တွေဟာသူတို့ရဲ့နေအိမ်တွေနဲ့ရက်ရွာတွေအတွင်းလုံကြုံတယ်လို့ခန်းစားရတဲ့နေရာတွေမှာတည်းအသက်ခံနေရတယ်လို့ကုလသမဂ္ဂယူနီဆက်ကစူထားပြမှာသိတယ်။ဒါအပြင်ကလေးသူငယ်တွေအပါအဝင်ရက်သားတွေကိုကာကွယ်ဖို့ရက်ပတ်ဆိုင်ရာအခြေခံအဆောက်အအုံတွေကိုအကာအကွယ်ပေးဖို့နဲ့ အရေးပေါ်လိုအပ်နေသူတွေကိုအသက်ကယ်တင်နိုင်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေရရှိဖို့နိုင်ငံတကာဥပဒေအောက်မှာသက်ဆိုင်ရာအဖွဲ့အားလုံးကလင်းစားလိုက်နာကြဖို့ကိုလည်းကုလသမဂ္ဂယူနီဆက်ကတောင်းဆိုထားပြန်ပါသေးတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုပ်ခေတ်တက်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ